ီးတော့มาတဲ့ဒီသုံးလုံးက तू က6ပိုင်းတယ်6လို့ဖြစ်ပြီးတော့အဲသူ့ရဲ့နေမှာဒီရှေ့နှလုံးက9ကပုံသေးနေပဲအဲ9ကအောက်9ထဲမှာအဲ့ဒီ9လို့ဖြစ်တာနဲ့အဲ့ဒီကြာစည်းมาတဲ့အဲ့ဒီသုံးလုံး6ကိုတဲ့ဒီသုံးလုံးပြန်6တယ်ဟောနောက်တစ်ချက်အဲ့6လို့ဖြစ်တာအဲ့အောက်ကကြာစည်းကထိတ်နေပိနေ9 9လို့ဖြစ်ပြီးမှအဲ့မှာဒီနေရာမှာကသူ့ရဲ့နောက်ဘေးမှာဒီသုံးလုံးက6လို့ရိုက်တယ်6 9လေးရိုက်မှာကြည့်နေ အဲဂျာ၈ပိုင်းဒီဒီ၃လုံး၈လို့ဖြစ်တာနဲ့ဒီ၃လုံးက၆ပဲ၆လို့ဖြစ်တာနဲ့သူ့ရံပေမှာအဲ့မှာရှိပေါင်းရှိရှိနှလုံးက၅ပိုင်းဒီပဲခင်ဗျားတို့ကြိုက်ကြမှာပဲအဲ့လိုဖြစ်ပြီးမှဒီ၃လုံး၆ကိုဒီမှာဒီ၃လုံးပြန်၆တယ်အဲ့ဒီ၅ကိုသူ့ရအောင်မှာဒီမှာထိတ်နေပိနေ၅ခင်ဗျားကြိုက်တာနဲ့၅ပဲနော်အဲ့ဒီ၃လုံး၈လို့ဖြစ်တာနဲ့ဒီမှာဒီ၃လုံး၆ပဲဟော၆လို့ရေးမယ်အဲ့သူ့ရနောက်မှာအဲ့ဒီက၅ကရှိပေါင်း၅ပိုင်းဒီပဲခင်ဗျားကြိုက်တာနဲ့ ဲ့လိုဖြစ်ပြီးတော့မှဒီ၃လုံး၆ကိုတဲ့ဒီ၃လုံးပြန်၆တာအဲ့ဒီ၅ကိုဒီမှာထိတ်နေပေးတယ်ငါခင်ဗျာ၅ပိုင်းတည်ပဲခင်ဗျာကြိုက်တာနဲ့ငါအဲ့မှာဒီချိန်မှာကျုပ်ကနှစ်ပိတ်ပရိတ်လေးတင်ပေးတာဘယ်ကတင်ပေးတယ်ဖြစ်နေမြို့ဒီမှာ तू อ่ะအဲ့လိုဖြစ်ပြီးတော့မှပရိတ်ကဒီ၃လုံးက၆ကျွန်မဒီ၃လုံးက၅တဲ့နားလေလားဒီ၃လုံးက၄ရဲ့အဲ့မှာနှစ်ပိတ်ပရိလေး၁၀ခွက်ထိုးရလို့ခါရောက်သွားတာနော်အဲ့ဒီအဲ့ဒါဒီ line ကလည်းသူ့ရှိတဲ့ကကဏ္ဍပြန်ထွက်မှာ အဲ့မှာကျွန်တော်တို့ကဒီဘက် collaboration အဲ့ကိုးတွေအကြောင်းကိုကျွန်တော်ပြောပြမယ်ကျွန်တော်ပြောပြမယ်နော်လမ်းကြည့်ရလားအဲ့မှာသူ့တိုင်းသွားမှာပဲအဲ့ senior တွေဘာကြောင့်ထည့်တယ်ဆိုတာခင်ဗျားတို့သိကြပါသေးလားအဲ့မှာအဲ့မှာ6ရက်9ရက်4ရက်ဆိုတာသိကြပါသေးလားအဲ့ဒီမှာ6နှစ်6မှာကျုပ်ကနှစ်ပိတ်ပရိလေးဆိုတာအဲ့ဒါအဲ့ဒါအဲ့ဒါဒီလိုလေး white ပြတာဒီ shit လွယ်လွယ်လေးပြလဲတော့မလွယ်လွယ်မဟုတ်ဘူး အဲ့ဒီကမွေးကနန်းရှိဘူးလားဟိုတယောက်ကပဲဟုတ်အဲ့ဒီနေ့ငါးငါးပူးကလည်းကြားရရရှိတယ်အဲ့မှအဲ့ဒါသူ့တိုင်းကျုပ်ကသွားပါပဲသူ့တိုင်းသွားမှာပဲခင်ဗျားတို့အဲ့အဲ့ခုထည့်ပြမယ်ကဘယ်လိုကြောင့်ထည့်ခဲ့တယ်ဆိုတော့လာမယ်အဲ့လာလို့ညဒီကသွားလို့ညဒီကထပ်ပြမှာရှုပ်မယ်ကြောင့်မို့မပြရကဲပြန်ကြည့်မယ်နော်သွားဒီသုံးလုံးက၈ပိုင်းနေပဲပင်ညာကိုင်းနဲ့ချာတာရည်ပြကြကြအောင်ဒီကနန်းကိုဖတ်မပြဘူးဒီသုံးလုံး၈ အဲ့ဒီသုံးလုံးရှစ်ပဲအဲ့ဒီသုံးလုံးရှစ်ပဲအဲ့ဒီသုံးလုံးရှစ်တာနဲ့သူ့ရဲ့နောက်မှာတဲ့အဲ့ဒီအဆောင်ဒီလိုအဆောင်လေးကအဲ့ဒါ6ဖြစ်တယ်6လို့ဖြစ်တာနဲ့အဲ့ဒီမှာရှေ့ပေါင်း9ကပိုင်းတယ်အဲ့မှာဒီ6ကိုတဲ့ဒီ3လုံးပြန်6တဲ့အဲ့ဒီရှေ့9ကိုသူ့ရအောက်ပါကြတယ်ထိတ်နေပိနေ9ညည်လားဒီ3လုံး6လို့ဖြစ်တာနဲ့သူ့ရဒီကဏန်းလေးအဆောင်လေးကဒီ3လုံးက6 6လို့ဖြစ်တာနဲ့သူ့ရနောက်မှာတဲ့ဒီမှာဒါရှေ့ပေါင်း9ကပိုင်းတယ်ပဲ ဲ့လိုဖြစ်မှဒီသုံးလုံး6ခုတဲ့ဒီသုံးလုံးပြန်6ပဲအဲ့အောက်မှာခရကြိုက်တာလည်းငါထိတ်နေပိတယ်ငါပဲနော်ဒီသုံးလုံး7အဲဒီသုံးလုံး6 6လို့ဖြစ်တာနဲ့အဲ့မဲ့သူ့ရဲ့ဘေးကဒီကနန်းကရှေ့ပေါင်းက9ပိုင်းဒီခင်ဗျားတို့ကြိုက်တာနဲ့ငါဒါအတန်ခေါ်ရခေါ်တယ်အဲ့ဒါဒီ၃လုံး၆ကိုတဲ့ဒီလိုပြန်၆တယ်တပုံသားနဲ့အဲ့ဒီမှာအဲ့ဒီရှေ့၅ကထိတ်နေပိနေက၃ကလောက်ပြောမှရှင်းမှာဒီနေရာကျတော့ခင်ဗျားတို့မျက်စိလဲမှာအဲ့ဒါကျုပ်က၆ဇာတ်ကိုပြောပြမှာ၆ဇာတ်ပြောပြမှာ၆ကြံနေတယ် ီ၃လုံး၈လို့ဖြစ်တာနဲ့ဒီ၃လုံး၆အဲ့ဒီသူ့ရဲ့နောက်မှာကရှေ့နှလုံးဒီ၅ပိုင်းဒီအဲ့ဒီ၃လုံး၆ကိုဒီ၃လုံးပြန်ခြောက်တာလေအဲ့ဒီရှေ့၅ကိုထိတ်နေပေးနေငါနော်ဒီ၃လုံး၈လို့ဖြစ်တာနဲ့ဒီ၃လုံး၆ပိုင်းဒီ၃လုံး၆အဲ့လိုဖြစ်တာနဲ့ဒီကောင်ကရှေ့ရှေ့နှလုံးဒီ၅ကပိုင်းဒီအဲ့ဒီ၃လုံး၆ကိုဒီ၃လုံးပြန်ခြောက်တာနဲ့အဲ့ဒီရှေ့၅ကိုထိတ်နေပေးနေငါကြောက်ကြိုက်တာနဲ့ငါဒီ၃လုံး၈လို့ဖြစ်တာနဲ့ဒီ၃လုံး၆အဲ့ဒီမှာရှေ့၅ကပိုင်းသေးခင်ယောက်ကြိုက်တာနဲ့ငါအဲ့ဒီ၃လုံး၆ကိုဒီ၃လုံး၆လို့ဖြစ်တာနဲ့အဲ့ဒီရှေ့၅ကို ်ချိန်နဲ့ထိတ်နဲ့ပိနေငါပဲဒီ၃လုံး၆ဒီ၃လုံး၈လို့ဖြစ်တာနဲ့ဒီ၃လုံး၆အဲ့ဒီမှာရှိငါအဲ့ဒီမှာဒီ၃လုံး၆ကိုဒီ၃လုံးပြန်ခြောက်တာအဲ့ဒီရှိငါကိုဒီမှာခမယောက်ထိတ်နဲ့ပိနေငါခမယောက်ကြိုက်ကြတယ်ငါပဲနော်အဲ့ဒီလိုဖြစ်ပြီးတော့မှသူ့ရဲ့ဘေးမှာတဲ့ဒီသုံးလုံးဒီစီနီယံရိုက်ပြီ။ဘာကြောင့်စီနီယံရိုက်တယ်လဲ။ဒီကစီနီယံနေခွေခဲ့လို့ဒီသုံးလုံးဒီ6လို့နှစ်ဒီတော့ဒါကြတော့ကဏ္ဍဖတ်ပြမယ်နော်။ဟိုကကဏ္ဍမတူတော့ဒီမှာနှစ်3တက်ဒီ6လို့ရိုက်တယ်။6 3 9ဒီ5လို့ရိုက်တယ်။ ်နော်ဒီမှာ6နဲ့6ဒီ၄လို့ရတယ်၄၅6လို့ရလိုက်တာအဲ့လိုရလိုက်တာနဲ့သူ့ရဲ့ဇောင်းဝကဏ္ဍသူ့ရဲ့ဇောင်းဝကဏ္ဍဒီ1ဒီ3လုံး1ကအဲ့ဒါကဒီ3လုံး1ကို1လို့လမ်းပူတာကဲကြိုက်ကြတယ်ပူပဲအဲ့လိုဖြစ်ပြီးသူ့ရဲ့ဇောင်းဝကဏ္ဍဒီ3လုံး3ညကိုဒီ3လုံး3ညလို့လမ်းပူတာအဲ့တော့သူ့ရဲ့ဇောင်းဝကဏ္ဍဒီ3လုံး8ကိုတဲ့ဒီ3လုံး8လို့သူက လှန့်ကူတာနော်အဲ့ဒီမှာကျုပ်ကသူ့ရဲ့ဆောင်မှာဒီမှာဒီသုံးလုံးကရှစ်ရှိတာကို သူ့ရဲ့ဆောင်မှာဒီသုံးလုံးကရှစ်ရှိတာကိုအဲ့ဒါရှစ်မရှိတော့ဒါကပြစ်ထားတာနော်ပြစ်ထားခဲ့တဲ့ line ဟုတ်လားအေးအဲ့လိုဖြစ်တဲ့ကဏ္ဍသူ့ရဲ့အောက်ကကြာသေးရခုသူ့ဘေးရဒီကဏ္ဍဖြစ်နေတယ်နော်အဲ့ဒီငါးကိုမှတ်တာသူ့ရဲ့အောက်ကကြာသေးရဒီကဏ္ဍဖြစ်နေတယ်သူ့ရဲ့အောက်ကအခုလာမဲ့16ရက်3လ2025မြန်မာလိုပြောရင်9ချိန်နော်အဲဒါနေ့ရှိမယ်အဲ့ဒီ အဲ့ဒီငါးတွေကခုစစ်ငါးပါမယ်ဆိုရင်ဒီ6ဇာနဲ့ဇလန်းကဖြတ်မယ်ဆိုရင်ဒဲတကွက်ရမယ်ကြိုက်ရင်ထိုးမကြိုက်ရင်မထိုးနဲ့နော်ဒါပြောပြရတာအဲ့တခါဟိုဝေကနန်းရှိတဲ့လူတွေ့ပါသေးလို့ဆူတောင်းလိုက်အောင်မယ်မြင်ပါစေလို့တခါမှတော့ဆူမတောင်းဘူးသူကြိုက်တာနဲ့အဲရှိလားမေးတဲ့သူအဲ့လူပြီးကြမှာအဲ့တော့ရှင်းသွားပြီရှင်းနေနော်နော်ရှင်းသွားတယ်နော်ရှင်းနေနော် ါကရှစ်ပိုင်းသေးနော်အဲ့ဒီမှာပြောပြမယ်ဒီတဲဘုရားအတွက်ကအဲ့ဒါဘယ်ရလာတယ်လဲခင်ဗျာဒီမှာ၄ရက်၁ရက်ပြောပြမယ်၄ဘိတ်၁ဘိတ်၉ဘိတ်၆တာအဲ့ဒီ၉နော် sorry ၄ဘိတ်၁ဘိတ်၉နော်၄ဘိတ်၁ဘိတ်၄ဘိတ်၉တာဒီမှာလဲ၉ဇက်လန်းနေခင်ဗျာဒီမှာခွန်ဘိတ်၁ဘိတ်၁ဘိတ်၉တာဒီမှာလဲ၉ဇက်လန်းပြတုံညာဘိတ်တုံညာဘိတ်၉ဘိတ်၉တာအဲ၉ဇက်လန်းဆိုရင်တော့၃၃လေး၉ဟမ်ကျန်တာရေဖိုးနေရတော့ တမသုံးပိတ်သုံးပိတ်သုံးပိတ်မှာကိုယ်မှာအဲ့ကလာရအပူတွေမပြောကြလို့မဟုတ်ဘူးရှုပ်မှကြောင်းမပြောတာတော်ယုံနဲ့မပြောဘူးရဲ့မပေးတာပေးတာသူ့လို့ခင်ဗျားတို့ကြည်ရင်တို့စေတနာနဲ့ချပြတာအဲ့တော့အော်ကလန်ကဆန်မမနဲ့ဟလားပြန်ပြောမယ်ဒီနေရာရှုပ်မယ်ဆိုတော့ပြန်ပြောမှာဒီနေရာကျွန်တော်ရဲ့အယူဆပဲဘာလို့ယူဆလဲဆိုအဲ့ဒီနှစ်ထဲမှာဘာဖြစ်လို့ဒီကနန်းပြန်ကြလဲတာခင်ဗျားသတိထားဒီမှာ1 4 1ဆိုတဲ့ကနန်းသူ့ရှိတဲ့ကနန်းပြန်ကြတယ် ဒါမှအဲ့နဲ့ထဲမှာဒီမှာက၈၉တက်ဆိုတဲ့ကနေအဲ့သူ့ရှိတဲ့ကနေခင်ပြန်ထွက်တယ်။ဘာကြောင့်ထွက်ရတယ်လဲဘယ်ကနန်းရောမသိဘူး။အဲ့ပြန်ထွက်မှာ2024ရကနန်းပြန်ထွက်မှာဒါကြောင့်ဒီနေရာမှာနှစ်ပိတ်နဲ့ဗရိတ်၄ဆိုတဲ့အကြောင်းပြောတာ။ဒါတွေကထည့်မပြခြင်းလို့တလိုင်းနဲ့မဟုတ်ဘူး။ဒါမှဗရိတ်၄ဒါမှဗရိတ်က၅ဒါမှဗရိတ်က၆၅၄ယနေ့ချိန်ထိအဲ့ပိတ်မှာရှိတယ်နှစ်ပိတ်ဗရိတ်၄။ကြည့်ပြန်ပြောမယ်နော်။ ဒီသုံးလုံးဒီရှစ်ပိုင်းဒီဒီသုံးလုံးဒီရှစ်ပင်ကြာကိုင်းနဲ့ချာကိုင်းဒီသုံးလုံးဒီရှစ်တယ်ဒီသုံးလုံးဒီရှစ်တယ်ဒီသုံးလုံးဒီရှစ်တယ်အဲ့ဒီသုံးလုံးရှစ်ဒီလေးတလုံးနဲ့ရှစ်တယ်အဲ့ဒီသုံးလုံးရှစ်ဒီလေးတလုံးနဲ့ရှစ်တယ်အဲ့ဒီသုံးလုံးရှစ်ဒီလေးတလုံးနဲ့ရှစ်ခဲ့တယ်ဟုတ်လားအဲ့လိုဖြစ်ပြီးမှသူ့ရဲ့နောက်မှာဘိုင်းဒီဘာထဲလဲဒီအဆောင်သုံးလုံး6ထဲတယ်ဒီသုံးလုံး6လို့ဖြစ်တာနဲ့ရှင်းနှလုံးဒီ9ဘိုင်းဒီလို့ဖြစ်တာနဲ့အဲ့ဒီသုံးလုံး6ကိုဒီသုံးလုံးပြန်6တယ်အဲ့ဒီအောက်မှာထိတ်နေပိနေငါကြိုက်တာနဲ့ငါအဲ့ဒီ9ဒီကအဲ့ဒီရှင်း9 နောက်တကဒီ3လုံး6လို့ဖြစ်တာနဲ့ဒီ3လုံး6ဟုတ်လားအဲ3လုံး6လို့ဖြစ်တာနဲ့သူ့ရဲ့ရှေ့မှာကဒီမှာကရှေ့9လို့ပိုင်းသေးတယ်အဲ့ဒီ3လုံး6ကိုဒီ3လုံး6လို့ထည့်တယ်အဲ့ဒီရှေ့9ကိုထိတ်နဲ့ပိတ်နဲ့9လို့ထည့်တယ်ဟုတ်လားနောက်တကလည်းဒီ3လုံး6ပိုင်းသေးပြီဒီ3လုံး6အဲ့ဒီဒီ3လုံး6ကနေသူ့ရဲ့နောက်မှာရှေ့9အဲ့ဒီရှေ့9ပိုင်းသေးပြီဒီ3လုံး6ကိုဒီ3လုံးပြန်ချက်တယ်အဲ့ဒီရှေ့9ကိုထိတ်နဲ့ပိတ်နဲ့9လို့ထည့်တယ် အဲ့ဒီလူတွေထည့်ပြီးတာနဲ့သူ့ရဲ့နောက်မှာဒီသုံးလုံးဒီ6လို့ရိုက်တယ်ဒီသုံးလုံးဒီ9လို့ရိုက်တယ်ဒီသုံးလုံးဒီ4လို့ရိုက်တယ်4 5 6လို့ရိုက်တယ်အဲအဲ့လိုဖြစ်မှသူ့ရဲ့ဇောင်းပါတဲ့ဒီသုံးလုံးတက်ကိုဒီသုံးလုံးတက်ကဒီသုံးလုံးတက်လို့ကူတယ်အဲ့ဒီရဲ့ဇောင်းမှာဒီသုံးလုံးတုံညာကိုဒီသုံးလုံးတုံညာကူတယ်အဲ့ဒီရဲ့ဇောင်းမှာဒီသုံးလုံးတက်ကိုဒီသုံးလုံးတက်ကူတယ်အဲ့ဒီမှာကျုပ်ကပြစ်ထားတာဒီသုံးလုံးကရှစ်ရှိနေတာဟုတ်ဒီသုံးလုံးကရှစ်ရှိတာဟုတ်အဲ့ရှစ်မရှိတော့ဒါပေမဲ့အခြားလိုင်းကလည်းကြားတယ် အခုကြာသည်ပြောမှာအခုကြာသည်ကိုဘယ်လိုပြောမလဲညာလိုပြောမယ်ဒီရှင်နှလုံးငါကိုရှင်နှလုံးငါထိနေပိနေငါဆိုတဲ့ကနဒီကြာသည်ကိုအဲ့ဒီမှာရှေပေါင်းငါဟုမှာရှင်နှလုံးငါထိနေပိနေငါရှင်နှလုံးငါထိနေပိနေငါရှင်နှလုံးငါထိနေပိနေငါအဲ့ဒီရှင်နှလုံးငါကကြာသည်ကတစ်လို့ထိတုံရလို့ထိလေးလို့ထိအဲ့ဒီသုံးလုံးဒီငါရှင်နှလုံးငါထိနေပိနေငါအဲ့ဒီကြာသည်ကိုမှတ်ထား တလိုထိတ်ခုံလိုထိတ်ခုံလိုထိတ်အဲ့ဒီသုံးလုံးဒီငါရှင်နှလုံးငါထိတ်နေပိနေငါဒါဆိုငါပါမယ်ဆိုလေးလိုထိတ်၆လိုထိတ်ငါထိတ်မှငါနော်အဲ့ကြတော့လာခဲ့စနေကလာခဲ့တာဒီကလာတာကတလိုပိတလိုပိလေးလိုပိလေးလိုပိကိုအဲ့ဒါဒီကပဲအဲ့ဒါဆိုခင်ဗျအဲ့ဒါကိုထားခဲ့တော့အဲ့ကလာတဲ့ကိုတလေးတအဲတလေးလေးဒီကိုလေးပိတစ်ပိလေးပိဒီကိုအဲ့ဒီကိုကိုဒီမှာယူကြည့် ဓမ္မခွန်ဘိတ်တပိတ်လေးဘိတ်ဒီကိုဓမ္မတုံညာဘိတုံညာဘိကိုဘိတ်ဒီကိုဒါဆိုရင်3ဘိတ်3ဘိတ်3ဘိတ်မှာကို53ခွာဖြစ်တယ်53ခွာဖြစ်တော့ဒီ3လုံး3ညာဒီ3လုံး3ညာဒီ3လုံး6နဲ့6ဒီ3လုံး8ဒီ3လုံး8 8နဲ့8နဲ့6ဒီ3လုံး3ဒီ3လုံး3နဲ့ဆိုရင်9 9 3ဒါရှင်းရှင်းလေးပဲ လေးငါတက်ကခင်ဗျပြရတော့ထားတယ်ရှင်းနေတော့ကျွန်တော်ပြောတာရှင်းရှင်းလေးအဲ့ဒီကိုကဒီဟာကိုလာဒီနားနဲ့တိတ်ကိုမဲ့ကိုတော့မဟုတ်ဘူးသူသွားလို့ရှင်အဲ့ရီးပြလိုက်မယ်ဒီမဲ့ရီးပြမယ်ဒီအပိတ်၃လုံးကိုလို့ဖြစ်တာနဲ့တပင်၄ပင်၃ပင်အဲ့ကနေသွားတနည်းနည်းနဲ့၃နဲ့၄နဲ့၅နဲ့၆နဲ့၇နဲ့၈နဲ့ကိုနဲ့မှာဒီပိတ်၃လုံးကိုလို့ဖြစ်တာနဲ့တပင်၄ပင်၃ပင်အဲ့ကနေတနည်းနည်းနဲ့၃နဲ့၄နဲ့၅နဲ့၆နဲ့၇နဲ့ ရှင်းနဲ့ကိုးနဲ့မှာဒီပိတ်သုံးလုံးကိုးတာနေတပင်းနပင်းသုံးပဲတနည်းနည်းနဲ့သုံးနဲ့လေးနဲ့ငါးနဲ့၆နဲ့ခုနှစ်နဲ့ရှင်းနဲ့ကိုးနဲ့မှာကိုးပါမယ်ဆိုရင်သုံးလို့ပဲသုံးလို့ပဲသုံးပိတ်မှာကိုးဖြစ်မယ်နော်တန်တော်ဝင်နေနော်ဟုတ်လားမရှင်းတာပါကြည့်သေးလေနော်ဒါသူ့တိုင်းပဲခင်ဗျားတို့သွားရင်သွားဒါကျွန်တော်ကဒီ6စရာခတ်တဲ့အတွက်အဲ့ဒီမှာဒီသုံးလုံးသုံးညာနဲ့ဒီသုံးလုံး6နဲ့6ဒီသုံးလုံးရှင်းနဲ့ဒီသုံးလုံးရှင်းနဲ့6ဒီသုံးလုံး3နဲ့ဒီသုံးလုံး3နဲ့6အဲ့ဒီမှာ9 9 3 ဒါတကွက်တဲ့ခမယောက်ကြရင်လို့ရှင်းမယ်နော်ဒီကိုကိုခင်ဗျားတို့ကဒီနားရင်တိဖြုတ်တာမဟုတ်ဒီကလာတယ်ကိုပဲနှစ်ခြားကိုက်ပင်ခြားကိုက်အပိတ်သုံးလုံးကိုဖြစ်တာနဲ့တပင်နှစ်ပင်သုံးပင်တနည်းနဲ့၃နဲ့၄နဲ့၅နဲ့၆နဲ့9နဲ့10နဲ့9နဲ့ဒီကြသည်ခွန်ရဲ့တရဲ့တရဲ့ကိုဖြစ်တာနဲ့တပင်နှစ်ပင်သုံးပင်တနည်းနဲ့၃နဲ့၄နဲ့၅နဲ့၆နဲ့9နဲ့10နဲ့9နဲ့၃ညရဲ့၃ညရဲ့9အဲ့ကနေတပင်နှစ်ပင်သုံးပင်တနည်းနဲ့၃နဲ့၄နဲ့၅နဲ့၆နဲ့9နဲ့10နဲ့9နဲ့ဒီမှာက၃ပိတ်၃ပိတ်ဆိုတော့၃၃၄9နော်ကျန်တာရဖို့ပဲ။ 3ဘိတ်3ဘိတ်3ဘိတ်33လီ6ဆိုလို့ရှိရင်3ဘိတ်เนาะဟုတ်ပြီเนาะအဲ့ဒီ6တရားရှင်းလိုက်တာဟုတ်ပလားအဲ့တော့ဒီနားလေးမှာခင်ဗျားတို့ဒီ9ကြောင့်9ထည့်ခဲ့ရင်ဒီလိုပြောတာဒီ3လုံး6ဒီ3လုံး6ဘိုင်းတွေအဲ့ဒီမှာရှေးပေါင်းဒီ9ရှေးပေါင်းကเนาะဒီ3လုံး6ဒီအဆောင်3လုံး6တာနဲ့ရှေးနှလုံးဒီ9ဒီ3လုံး6ကိုဒီ3လုံးပြန်6တာတဲ့အဲ့ဒီရှေး9ကိုထိတ်နေပိနေ9ဟဟလားဒီ3လုံး6ဒီ3လုံး6ရှင်နှလုံးဒီ9ဒီ3လုံး6ကိုဒီ3လုံး6တာနဲ့အဲ့ဒီရှေး9ကိုထိတ်နေပိနေ9ဟဟလား ဒီ3လုံး6 sorry ဒီ3လုံး6ဒီ3လုံး6အဲ့ဒီမှာရှေ့ငါအဲ့ဒီမှာဒီ3လုံး6ကိုဒီ3လုံးပြန်ချောက်တာနဲ့အဲ့ဒီရှေ့ငါဒီထိတ်နေပိတ်နေငါကြက်ကြိုက်တာနေငါပဲနော်အဲအဲ့လိုဖြစ်တယ်ဟုတ်လားအဲ့လိုဖြစ်ပြီးမှသူ့ရဲ့ဘေးမှာဒီ3လုံး6ဖြစ်တယ်သူ့ရဲ့ဘေးမှာဒီ3လုံး9ဖြစ်တယ်သူ့ရဲ့ဘေးမှာဒီ3လုံး4ဖြစ်တယ်4 5 6လို့ကစားတယ်နော်အဲ့ဒီစီနီယာတွေခင်ဗျားကပြောချင်လို့ရှုပ်လို့မပြောတာနော်အဲ့လိုဖြစ်မှသူ့ရဲ့ဇောင်းကဒီ3လုံး1ကိုတဲ့ဒီ3လုံး1က1ကူးတယ် အဲ့လိုဖြစ်တာနဲ့သူ့ရဲ့ဇောင်းမကဒီ၃လုံး၃ညကိုဒီ၃လုံး၃ညကူးတယ်။အဲ့လိုဖြစ်တာနဲ့သူ့ရဲ့ဇောင်းမဒီ၃လုံး၁ကိုဒီ၃လုံး၁ကူးတယ်။နှစ်ချက်ခတ်တော့အဲ့ဆိုသူ့ရဲ့အောက်ကကြာသည်ကြာသည်ဒီတဲ့ဒီမှာရှင်နှလုံးကထိနေပိနေ၅ကိုတဲ့အဲ့ဒီမှာထိ၃လုံးကရှင်နှလုံးကထိနေပိနေ၅ကိုအဲ့မှာထိ၃လုံးကရှင်နှလုံးကထိနေပိနေ၅ကိုထိ၃လုံးငါမှမဆို၅ထိဟုတ်လားအဲ့ဆိုဒီကလည်းစကားကိုကိုတရားတွေရှင်းမယ်ဆိုလို့ရှိရင်ခုနကတစ်လို့ပိ တစ်လိုပိတ်တစ်လိုပိတ်တစ်နော်ခွန်လိုပိတ်တစ်လိုပိတ်တစ်လိုပိတ်ခွန်တစ်တစ်ဒီကိုထိတ်သုံးလုံးကအပိတ်သုံးလုံးလေး sorry ထိတ်သုံးလုံးကအပိတ်သုံးလုံးကိုနော်ဟုတ်လားအဲဒီမှာလဲ၃ညလိုပိတ်၃ညလိုပိတ်ကိုလိုပိတ်၃ည၃ညကိုဒီကိုထိတ်သုံးလုံးကအပိတ်သုံးလုံးကိုဓာတ်သုံးရဲ့ဒီမှာ၃၃လီကိုကျန်တာရဲ့ဖို့ဓာတ်သုံးရင်၃၃သုံးပိတ်မှာကိုဖြစ်မယ်ဒါဆိုထိတ်သုံးလုံးက9ထိတ်53ခွအဲ့တော့6တရားကရှင်းလိုက်တဲ့အခါကျတော့ အဲဒီ၃လုံး၃ညာဒီ၃လုံး၃ညာကိုဒီ၃လုံး၆၃ညာနဲ့၆နဲ့ဒီ၆အဲ့ဒါထိပ်၃လုံးကအပိတ်၃လုံးကိုဒီ၃လုံး၈ကိုဒီ၃လုံး၈၈နဲ့၈နဲ့အပေါင်းဒီ၆အဲ့ဒါထိပ်၃လုံးကအပိတ်၃လုံးဒီကိုဒီ၃လုံး၃ဒါဆို၆ဖြစ်အောင်ဒီ၃လုံး၃ဆိုရင်၃ဖြစ်ဒါဆိုရင်ထိပ်၃လုံးကအပိတ်၃လုံး၃၃လီကိုနဲ့ပြန်လာရေဖိုးနဲ့သွားရင်ပရိတ်၃ဆိုရင်၅၃၃အဲ့ဒါအဲ့ဒါမှတ်ထားခင်ဗျားတို့မယုံရင်မှတ်ထား2024ရဲ့ကဏ္ဍဘာကဏ္ဍလဲတာမှတ်ထား ပြန်ထွက်มาဟိုညအဲ့ဒါကြုံလဲကောင်းနေပူးနေပြီ933မွေးထားတယ်ကိုက933မဟုတ်ဘူး993အဲ့99ပူးကလည်းဒီနေ့ခင်ဗျားတို့ကြာမှာအဲ့99ပူးကဟိုကိုတုံညာခုံပြန်ကြကြပြီ99ထောင်ခဲ့ပြီးတော့99ကိုအတက်ရိုက်ပြီးတော့99လို့ထိတ်ထောင်တာနဲ့အဲ့မှာ99အပူဒီနေ့ကြာရရှိတယ်လို့ပြောတယ်အဲ့တော့ဒါပဲ Música